ဦးခေါင်းကမိစပီကိုတိုက်ခိုက်ပုံသူရဲ့ရွှေတို့ကိုရှာဖို့လုပ်နေတဲ့အခါမြောင်မင်းလိုတုက္ကတူခံယူထားတဲ့မြောင်ကလေးတကောင်ကသူရဲ့ရွှေတို့တံကိုရှာပြီး ပုံစံအစစ်မှန်ကို ပြသဖို့အတွက်စွန်းစားကတခုကိုစတင်ခဲ့ပါတယ်။ဒီနေ့မှာတော့2018ခုနှစ်ကထွက်ရှိခဲ့တဲ့တမန်ကိမကျစက်ကရဲ့ဇလန်းကိုပြန်လည်ပြပြပေးသွားမှာဖြစ်ပါတယ်။ဆောင်ကမြင့်မြတ်တဲ့မြောင်မင်းဖြစ်လာဖို့အိမ်မက်မက်နေတဲ့မြောင်ငယ်လေးတကောင်မှာ ဒီလိုဖြစ်လာဖို့တော့သူရဲ့ကုံဖိုးပညာကိုကြံ့ကြံ့အောင်လေ့လာရမှာဖြစ်ပြီးသူ့ဆရာကိုကာကွယ်ဖို့အတွက်တစ္ဆာဆုခဲ့ပါတယ်။ထန်ဆန်းကိုတော်ကိုဆုံးမတကောင်ကလှည့်ဆားလိုက်တဲ့အချိန်ဆုံးဝန်ကောင်ကချက်ချင်းရလာပြီးရှေတုတ်တန်နဲ့ဆုံးမကိုတိုက်ခတ်အနိုင်ယူပြီးကိုတော်ကိုကန်တစ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဆရာကဒီလှပရဲ့အမျိုးသမီးငယ်လေးဟာဆုံးမမဟုတ်ဘူးလို့ယုံကြည်ပြီးသူ့တပည့်ကိုဒေါသထွက်ခဲ့ပါတယ်။ထန်ဆန်းကသူ့ကိုဖျားချောင်းကနေနှိမ့်ထုတ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်မြောင်းငယ်လေးကဝေးလံတဲ့နိုင်ငံတကာကိုပြန်ရွှေ့ခဲ့ရပါတယ်။ သူလက်ရှိနေထိုင်တဲ့မြို့ရဲလမ်းဒီပေါ်ရှောင်းရင်သူ့ရဲ့အခြေဆောင်ငွေကြေးကီကီနဲ့တွေ့ပြီးအိညာကသူ့ရဲ့အိမ်မက်တွေအကြောင်းကိုပြပြခဲ့ပါတယ်။ဒါပေမဲ့ကမာလီယာသူ့ကိုလွင့်လို့ရှုပြီးသူမရဲ့ငွေကြေးကိုတိုင်းပြလူရဲ့အားလုံးစုဝေးမဲ့အကာပွဲစစ်တစ်ခုကိုဖိတ်ခေါ်ခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းအကပြန်ဝဲတကွကျမလေးရှိပြီးအနိုင်ရရှိသူကအကပြင်းဓမ္မမဟုတ်ပြင်မပွဲကိုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ပြန်ပွဲမစခင်မှာကာပွဲစီစဉ်တက်ဆက်သူကနောက်ဆုံးပြန်ပွဲမှာအနိုင်ရခဲ့ရင်နွားတကောင်ကိုစင်ပေါ်တက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ နွားကွမြင်တဲ့ခေါင်းဆုံးဝန်ခေါကနွားကွရေမောလှံပြောင်းလိုက်ပါတယ်။မျိုးရဲလူတိုင်းကများဟာကြီးမြတ်တဲ့မြောက်ပြင်းဖြစ်လာပေါ်အိမ်မက်ရှိရစွာတိပေမယ်။သူဟာအခုချိန်မှာဘာမှမဟုတ်ပါဘူး။ဒါကြောင့်နွားတို့အရှက်ခွဲဖို့အဒီခွင့်ရီကိုအသုံးချလိုက်ပါတယ်။မြောက်ဟာရှီတုံးတဲ့ကောအမြဲဆောင်ထားပြီးသူရဲ့ဒုတ်တန်အဆင်မန်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။တနအိယရွေးချယ်ခံရတဲ့ဘင်းကတော့ဒုတ်တန်ရဲ့စွာရီကိုအသုံးပြနိုင်ပါတယ်။ အဲ့ဒီအရာအတွေ့ဖြစ်တယ်ဆိုတာတည်ပြဖို့နှောင်းဒုတ်တံကိုင်းကြည့်ဖို့ကြိုးစားပါရစ်။ဒါပေမဲ့ဒုတ်တံမလှုပ်ပါဘူး။ဒါအမြင်တော့စွန်းအပြောင်ရှင်ပြီးသူ့ရဲ့မော်လန်နဲ့ဟာအစစ်မှန်ဖြစ်တယ်လို့ပေါ်ပြယုံကြည်သွားပါရစ်။ဒါပေမဲ့မကြခင်မှာပဲနှောင်းကသူတကယ်တမ်းလှည့်စားနေတာဖြစ်ကြောင်းပြတ်သားပြီးတော့တသားချောင်းအလဲတကိုချုံနိုင်ခဲ့ပါရစ်။လူတိုင်းရှိမှအရှက်ရပင်တော့ရောင်လေးစွန်းသူ့တငယ်ချင်းကနှစ်သိပ်ပေးပြီးဝမ်းနိုင်မှုတွေကိုပြေပြောက်ဖို့သူ့အကြိုက်ဆုံးစားသောက်ဆန်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါရစ်။ ရုတ်တရက်လှုပ်ဝက်စံချက်ရဲ့တရဝတကောင်ရလာပြီးကဘာပေါ်မှာရှိဘယ်နေရာကိုမစုံစုံခေါ်သွားနိုင်နေပေါခေတားလုပ်ငန်းတစ်ခုကိုအခုလည်းဆောက်လိုက်တယ်လို့ပြောပြပါတယ်။ဒါပေမဲ့မြောက်ကအယံဝန်းနဲ့နေလို့ခေတားဖို့လုံးဝစိတ်ဝင်စားပါဘူး။သူ့ရဲ့ဒုတ်တာကလည်းပြည့်စည်တော့ပြီဆိုတော့သူမြောက်ပြင်ဖြစ်လာဖို့မရတော့ပါဘူး။သူ့ရဲ့ဒီမားရဲ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက်တကယ့်ရှေ့ဒုတ်တံကိုရှာဖွေရမှာဖြစ်ပါတယ်။အဲဒီအခါမှာတရဝကမှော်လက်မှတ်တစ်ခုပေးပါတယ်။ဒါမှမြောက်ကဒဏ္ဍာရီလာလမ်းနဲ့ဝတ်ထားတဲ့နေရာကိုခေတားနိုင်မှာဖြစ်ပါတယ်။ ။စောမသိရကတော့နွားပြင်ကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုစာကျင်နေပြီ။ဒုတ်တံကိုခိုးဖို့အတွက်သူ့နောက်ကိုလိုက်ဖို့ရည်ရထားတာပါပဲ။အင်းညပါပဲမြောင်လေးကစာကျင်တိုင်းကိုဖောက်ထွင်းဝင်ရောက်ပြီးသူ့ရဲ့ခရီးစဉ်ကိုစတင်ဖို့ရထားပူရာရုံတို့သွားပါတော့တယ်။စောကဘူတာရုံကိုရောက်ဖို့ဆာမူရိုင်းရုတ်ထွေးရဲ့အရှင်လျားရဲ့မုတ်စိတ်မွေးရဲ့ပေါ်ကနေအပေါ်တက်ပြရန်တော့ဘူတာရုံဝန်ထမ်းကိုသူ့ရဲ့လက်မှတ်ကိုပေးလိုက်ပါတယ်။သူ့ကိုစစ်စစ်မင်းမြန်ပြရန်တော့မှာ အမောင်နှင်းကလှောက်ဆန်းတဲ့တရဝါကသူ့ရဲ့လက်မှတ်ကိုတစိမ့်နေပြီးမြောင်းအနီနဲ့သူ့ရဲ့ခေးစင်ကိုရက်တက်ချင်တဲ့အခါလက်မှတ်ကိုဆုံးလိုက်ရုံနဲ့အင်ကိုပြန်ပုတ်ပေးလိမ့်မယ်လို့ပြောပြပါတယ်။ယထားပေါ်ရောက်တော့ဆုံးကတခြားကိတာတယောက်ကိုတွေ့ပြီးမင်းမကြခင်မှာပဲဒင်ဟာတကယ်တော့ဒုံးပြန်ဖြစ်ပြီးသူ့သားချင်တဲ့နေရာကိုပို့ဆောင်ပေးမယ်ဆိုတာသိလိုက်ရပါတယ်။အဲဒီအခါမြောင်းကစောင်းတွေပြင်းနေဆက်ကြော်ရာတစ်ခုကိုရောက်လာပြီးအဲဒီထဲကပုံမြင်စောင်းတစ်ခုကိုပို့ဆောင်ခံခဲ့ရပါတယ်။အဲဒီထဲကပုံမြင်စောင်းတစ်ခုတည်းကိုပို့ဆောင်ခံခဲ့ရပါတယ်။တွေ့နေအောင်ရောက်တဲ့အခါဆုံးက တုံးမြာနေပြစခင်ရပြီးတိမ်တိုက်ပုံကိုကြောက်ရောက်သွားပါတယ်။အဲ့ဒီတိမ်တိုက်ကသူ့ကိုတောင်းတစ်ခုပေါ်သို့ခေါ်ဆောင်သွားပါတော့တယ်။အဲ့မော်ဆန်နဲ့ကဘာတက်တဲ့ကိုပထမဆုံးတင်ခရီးထွက်ခဲ့တဲ့အတွင်းမြောင်လေးကအယံအောက်သွားပါတယ်။ဘာလို့လဲဆိုတော့သူဒီလိုမျိုးတစ်ခါမှမမြင်ဘူးကဲလို့ပါ။တပင်းကြီးတပင်းကိုရောက်တဲ့အခါတိမ်တိုက်ကသူ့ကိုထားခဲ့ပြီးစွန်းကတောင်းတဲ့ကိုပြန်ကျသွားပြီးအယာမအသားစားအဖေနေကသူ့နောက်ကိုလိုက်ခဲ့ပါတယ်။အစားခင်ရမှာဆိုတဲ့အတွက်မြောက်ကကြောက်ကဲမအနေခွန်ချလိုက်ပါတယ်။သူကငှက်တကောင်ပေါ်ပြေးကျသွားပြီးအိမ်ငှက်ကိုစီးတောက်ခဲ့ပါတယ်။ လမ်းမမြောင်လဲစွန်အောင်မြောင်လဲတကောင်ကိုတွေ့လိုက်ပြီးဘာသာကြောင့်မှမသိပဲမြောင်ကသူ့အမြင်တော့အယံပြောင်နေပါတယ်စကတ်မိုင်းကြောင့်မှစွန်ကနောက်တစ်ခါပြုတ်ကြပြီးတပိနေနေကိုရှော့တိုက်ကြပြီးရေတံခွန်တစ်ခုကိုရသွားပါတယ်နောက်ဆုံးတော့ကုန်းပေါ်ပြန်ရောက်တဲ့အခါမြောင်လဲကခနာကိုကျင်းမာတဲ့အနေအားမြောင်ကြီးတကောင်နဲ့တွေ့ပြီးသူ့ကိုယ်သူအနာကန့်ရဲ့မြောင်မင်းအဖြစ်မေးဆက်လိုက်ပါတယ်သူ့ရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်သူ့လုံးရောက်မှာကတော့ရှေ့ထုတ်တံကိုရှာဖို့ပဲဖြစ်ပါတယ်ဒီစကားကိုတော့အဲ့ဒီမြောင်ကသူ့ကိုယ်သူတကယ်မြောင်မင်းစွန်ဝန်ခေါ်လို့ပြောပါတယ် အဲ့ဒီချိန်များကသူ့ကိုတရိထားပြီးကြည်ပြီးသူ့နားထဲမှာရွှေတုံးတုံကိုရှာပါတယ်။မတွေ့ရခါများကလိန်ပြောနေရလို့ထင်သွားပါတယ်။သူအမှန်ပြောနေရဆိုတာတက်တေပြပုံဝန်ခေါင်းကကျင်းမရဲ့ရွှေတုံးတုံကိုသူ့နားထဲကနေထုတ်လိုက်ပါတယ်။သူကဒုတ်တင်ရဲ့အရစားကိုသူ့ရဲ့ဆန္ဒအတိုင်းပြောင်းလဲနိုင်ပြီ။ဒီနေရာမှာတော့ဆွန်းကဒါတကယ်မြောင်မင်းဖြစ်တယ်ဆိုရန်ကြည့်သွားပါတယ်။အဲ့ဒီခါများလေးဆွန်းကဝန်ခေါင်းကသူ့ရဲ့ရွှေတုံးတုံကိုသူ့မြောက်လွင်ပြသနိုင်ဖို့အတွက်ငားပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့မြောင်မင်းကသူ့ရဲ့မှော်လန့်နဲ့ကိုမပေးပါဘူး။အဲ့ဒီစာမျိုးကိုသူ့ရဲ့တပည့်လောက်ကိုပြောလိုက်ပါတယ်။ ။ဘာလို့လဲဆိုတော့ဒါဒုတ်တံကိုရနိုင်မဲ့တခုရဲ့တော့နီလန်ဖြစ်ပေါ်ပါ။စောအားဒါလက်ခံမှုဆုံးဖြတ်ပြီးမြောင်းနဲ့တူသူ့ဝင်ကိုလိုက်သွားပါတယ်။အိမ်ရောက်တဲ့အခါသူကမြောင်းမင်းရဲ့ပလင်ကိုတက်ပြီးပလင်ပေါ်ကိုအလင်းစလိုထိုင်လိုက်ပါတယ်။အဲဒီနောက်မှာမိဖို့တခုကိုတက်လိုက်ရပြီးအလောလောပုံကိုတီးပေါ်တဲ့မိမွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အရင်ကိုင်းတဲ့မှာမြောင်မင်းကနောလာပြီးသူ့ရဲ့တပည့်လေးမတော်တဆဖြစ်မှာကိုဆိုတဲ့အတွင်းတားဖို့သွားပါတယ်။စောင်းကရှစ်တုံးတံကိုယူဖို့ဆက်ပြီးတားဆုပ်ခဲ့ပေးမယ်။ ဝူခုံးကရှေ့ထုံနံကိုကြီးမြတ်တဲ့ကုံဖူးဆရာတွေကသာဂိုင်းတယ်နိုင်တယ်လို့ပြောပါတယ်။ဒါကြောင့်သူ့အတုံးပြည့်စုံနေဆိုရင်မြားလေးကသူ့ရဲ့ကိုခံပညာကိုလေ့ကျင့်ပြီးအလွန်ကျန်းကျင်တဲ့စစ်တီတယောက်ဖြစ်လာဖို့လိုပါတယ်။လေ့ကျင့်ရင်းနေရာကိုရောက်ဖို့မြောင်မင်းဟာကမ်ဘောဟိုတယ်လို့ခေါ်တဲ့တင်တဲ့ပုံကိုဆင်းနေပြီးဆွန်ကတော့သူ့အမေဟာတစ်ပင်နေပင်တွေကိုတက်ရပါမယ်။အဲ့ဒီအခါမြောင်မင်းဟာရေကိုထိန်းချုပ်တဲ့သူ့ရဲ့နီးစနစ်ကိုပြတ်တာပေးပါတယ်။ဒါပေမဲ့မြောင်လေးကဒီလိုအစစ်မျက်နှာမျိုးကိုသင်ယူဖို့အဆင်သင့်မဖြစ်သေးပါဘူး။ဒါကြောင့်သူ့ရဲ့ပထမဆုံးသင်ခန်းစာကတော့ ကြော်တုံးကြီးတစ်ခုကိုထုံနေဖို့အတွက်အနေငယ်လေးကျင်ပေါ်ပါပဲ။ရက်တွေကြာလာတဲ့အများဆွမ်းအားလေးကျင်ရင်ကိုပုံပြင်အာရုံဆိုင်လာပြီးမယ်။သူ့ရဲ့ဆွမ်းရည်မှာတူတူချာချာတွေ့တတ်မှုရှိပါအောင်။ဒါပေမဲ့မြောင်လေးရောလက်မရှော့ရဲ့အတွက်ဝူခုံကသူ့ရဲ့ဆွမ်းနဲ့စိတ်တက်ကြံ့ခံမှုကိုသဘောကျနေခဲ့ပါတယ်။တနေ့မှာမမောတင်ခွင်မြောင်ကတိပင်းတိပင်းပေါ်မှာအလုံးမဲ့နေတဲ့တတိတလုံးကိုတွေ့ပြီးအကိုရဖို့အတွက်တင်းမြင်ပေါ် double ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တူတော်ရဲ့ရောက်တဲ့နေ့ကတွေးခဲ့ရင်မြောင်လေးရဲ့တင်မဖြစ်ကြမှာကြာခင်မှာပဲမြောင်လေးကသိရှိလိုက်ရပါတယ်။ သူကဆုံးမတက်တဲ့အခါသူ့ကိုချစ်ခင်သွားပြီးသူတို့နှစ်ယောက်ဟာတနေ့တာလုံးအတူတူကုန်ဆုံးခဲ့ပါတယ်။နိုင်ရင်ငယ်ကြောင်မဝခေါင်ကညဆာပြစင်ပြင်းမနဲ့ဆော့ဆော့ကလေးကပြန်ဆုံးနေတဲ့သူတစ်ပြည့်ဆုံးကိုဆွင့်နေခဲ့ပါတယ်။ဒါကြောင့်သူ့ကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။တနေ့တာလုံးအပြင်ရောက်နေတဲ့ဆုံးကပင်မနဲ့နေပြီးအိပ်ပျော်သွားပါတယ်။သူ့အတွေ့အချိန်မှာသူ့ဆရာကမြောက်ကဒဏ်ရာရနေတယ်လို့တန်တရားဝင်သွားပြီးမြောက်လေးကသူ့ဒဏ်ရာရအောင်လှုပ်ထားတဲ့အချိန်မှာဆွဲရတဲ့အထပ်ပြစ်သွားခဲ့ပါတယ်။အဲဒီနောက်ဆုံးကိုကိုယ်ရဲခေါ်သွားပြီးသူ့ဆရာကသူ့ပြင်ပေါ်မှာအနားယူစေခဲ့ပါတယ်။ နောက်နေ့မနက်မှာတော့ပြင်းထန်တဲ့လေကျင်းမှုရေဆက်လုပ်ပါတယ်။ဝီခုံးကသူ့ရဲ့တပတ်ကိုသူ့ရဲ့ခွန်အားတန့်ခိုင်မှုနဲ့တုတ်ပြတ်မှုတွေကိုတိုးတက်အောင်ကူညီပေးမတူညီရဲ့စိန်ခေါ်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။အချိန်ကြာလာတဲ့အမြအစွမ်းအပုံမထက်ခွန်အားနဲ့ မြန်နှုံးပုံရှိတဲ့ကျမရဲ့တိုက်ခိုက်ရေးသမားတယောက်ဖြစ်လာပြီးသူ့ဆရာကအထင်ကြီးစေခဲ့ပါတယ်။သူ့ရဲ့တပည့်ဆက်ဆောင်ရင်ကိုကိုရင်းတဲ့အနေနဲ့မြောင်မင်းကသူနဲ့ပြန်မို့ဆိုင်ခွာလိုက်ပြီးစွန်အသွေးရှိတုတ်တံကိုယူနိုင်မို့ဆိုရင်အိမ်မက်ကိုအမြင်ခဲ့ပါတယ်။ညအရင်ဝင်ပြီးနောက်မှာပုံမှန်တိုင်းအသုံးဆောင်ပစ္စည်းရဲ့ဆူဆောင်းမှုအင်အားနေထွက်ခခဲ့ပြီးမိန်အဲ့ဒီမှာတော့မတည့်ရဲ့လူတယောက်နဲ့လမ်းမှာတွေ့ဆုံခဲ့ပါတယ်။စွန်ကအဲ့ဒီလူပစ္စည်းဆွဲဖို့ဆေးကိုအသုံးပြုတဲ့ပုံစံကိုဆင်ဝင်စားနေပြီးအဆောင်တန်းရလောက်ကိုတဘာကြနေခဲ့ပါတယ်။အဲ့ဒီကပစ္စည်းဆရာကစွန်ကဝခုံနဲ့အတူလေးကျင်းနေစဉ်သူ့ကိုစားကျင်းနေခဲ့ကြောင်းပြောပြပြီးရှစ်တုတ်တံမပါ ါပဲဆွမ်းကမြောင်မင်းဖြစ်လာမှာမဟုတ်ဘူးလို့ပြောပါရယ်အပြာမြောင်လေးဆွမ်းကသူကုံဖုံးမှာစမ်းကျလာတဲ့အခါဝီခေါင်ကသူ့ရဲ့ရှီတုတ်တံကိုငှားပေးလိုက်မယ်လို့ယုံကြည်ထားပေမယ့်ပကြည်ဆရာကဒါဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါရယ်ပါလို့လဲဆိုတော့အဲဒီလက်နဲ့ဟာမြောင်မင်းပိုင်ဆိုင်တဲ့အဖိုးရံဆုံးအရာဖြစ်လို့ပါရယ်ဝခါမိစပြင်ကိုတက်ခတ်ဖို့သူရဲ့ရှီတုတ်ကိုရှာဖို့လုပ်နေတဲ့အခါရှီတုတ်တံကိုသူကိုယ်ရံယူဖို့လွဲမယ်လို့ထင်တာကြောင့်အိညာကညစာစာပြင်နာမှာဆွမ်းဟာသူ့ဆရာအစ်ပြောသားတော်ကိုစောက်ပြီးသူနာရီကနေအရာကိုခွင့်ယူခဲ့ပါတယ်။ဒီလိုလုပ်ပြီးရင်တော့သူကတောင်းရံကိုထွက်ပြေးပြီး ဒေါက်တာကိုတင်ရပဲထိမ့်သိမ်းထားမယ်လို့ကိုကိုကိုကတိပေးလိုက်တယ်။သူ့ရဲ့တခွေရဲသောဆန္ဒကသူ့မျိုးအလူရီကိုသူအားတကယ်မြောင်မင်းဖြစ်ကြောင်းတတ်သိပြဖို့အတွက်အဲ့ဒါအတုံးပြပေါ်ပါပဲ။နောက်နေ့မနက်ဝူခုံးနှုံးလာတဲ့အခါသူ့ရဲ့မော်လနဲ့ကပြန်နေခဲ့ပါရင်ဒါပေမဲ့အဲ့ဒီမနက်ကသူတွေးခဲ့တဲ့ပကြေဆန်ကသူ့လမ်းမှာပေါ်လာပြီးသူ့ရဲ့အစင်းမှပုံစံကိုဖော်ပြလိုက်တဲ့အတွက်သူ့ရဲ့အစီအစဉ်တွေပြန်ရင်းစပြုတ်လာပါတယ်။ အဲ့ဒီတံတောင်းကတကယ်တော့နဆွန်းနွားပြင်ဖြစ်ပြီးသူ့ဆရာရဲ့တုတ်တံကိုခိုးဖို့ဆွန်းကိုအတုံးချဖို့ရည်ရခဲ့တာပါဒီနည်းနဲ့မော်လန့်နဲ့ကိုရရှိပြီးသူ့ရဲ့အခြေဆုံးရင်သူကိုတိုက်ခတ်ဖို့အတုံးပြနိုင်ပါလိမ့်မယ်ဆွန်းကနဆွန်းကိုရှေတုတ်တံမြင်နိုင်အောင်တားဖို့ကြိုးစားပေမဲ့ထိုးကျိတ်ခံရပြီးလက်ဆင်သားခဲ့ပါတယ်ဒါပေမဲ့အန်အောင်ဆရာကောင်းတာကနွားတဲ့ရှေတုတ်တံကသူ့ရဲ့အမိကမနာခံပေမဲ့သူ့လက်ထဲမှာအတုံးဝင်တဲ့လက်နက်တစ်ခုဖြတ်သားခဲ့ပါတယ်ဒါကြောင့်သူကတုတ်တံကိုတစိုက်ခတ်ပြီးပိတ်သားဖို့ဆုံးပြလိုက်ပါတယ်ဒီလိုဆိုရင်သူရောမြောင်မင်းမှာအဲ့ဒါအတုံးပြနိုင်တယ်မှမဟုတ်ပါဘူး သူကအမကြီးကြီးလောက်ခဲ့ရဲ့စွာကနားလေခါစွန်းအငိုကြီးပြင်အိမ်ပြန်ချစ်စိတ်ဖြစ်လာပါတယ်။သူမြေရေကစာရွက်ပေါ်ကြာသားရေကစာတီးတိုက်ကိုပြန်လာပြီးသူတငယ်ချင်းတွေကိုသူ့ရဲ့စံစားကန်ကြောင့်ပြောပြပါတယ်။ မြောက်ကနဆုံးနှားပြင်ခေါ်ယူသွားတဲ့ရှီတုံးတံကိုပြန်ယူဖို့သူတို့ရဲ့အကူအညီကိုတောင်းခံပြီးမယ်။ဘသူမှသူ့ကိုမယုံပါဘူး။ဒါကြောင့်ဆွန်ရဲ့နောက်ထပ်မစ်ရှင်ကတော့စားကုန်ရှာဖွေပြီးနောက်ထပ်လက်မှတ်တစ်ခုရယူဖို့ပါပဲ။ဒါမှသူနောက်ထပ်အနောက်ဘက်ကိုခရီးထွက်ပြီးရှီတုံးတံကိုပြန်ယူဖို့စူးစမ်းနေမှာပါ။သူတို့ငယ်ချင်းရဲ့ဇလန်းကိုမြုံချီပြီးမယ်။ခီကီယာသူ့ကိုကူညီဖို့ဆွန်ဖြတ်ပြီးဆွန်ကအဆောင်ကိုအာရုံပြောင်းမိလိုက်ပါတယ်။စာတီးရရောက်တဲ့အခါသူတို့ညကလူကျင်တဲ့ဆောင်းကိုမတွေ့မချင်းဆောင်းစင်တိုင်းကိုရှောင်ဖိပါတယ်။လိုအပ်တဲ့လက်မှတ်တွေကိုရပြီးရင်တော့သူတို့ကယထာဘူရံယုံကိုဆက်သွားခဲ့ကြတယ်။ တချိန်တည်းမှာပဲနွားပြင်းကသူ့ရဲ့ပြန်ပက်နေထိုင်တဲ့ကိုကိုတော့ရောက်ပြီးသူ့ကိုနမ်းချဖို့ကြံနေပါတယ်။ဒါပေမဲ့မြောင်မင်းကဒီတိုက်ပွဲကိုသိစိတ်ဝင်စားပဲညှင်းခွင်နေပါတယ်။ဘာလို့လဲဆိုတော့နားနဲ့ပြန်တဲ့အခါတိုင်းဝေခေါင်ကအနံ့ရခဲ့လို့ပါပဲ။ဒါကြောင့်မြောက်ကအိမ်ပြန်ဖို့အဆုံးဖြတ်လိုက်ပေမဲ့သူ့ရဲ့သူကသူ့ရဲ့နေရာကိုကျူးကျော်ဝင်ရောက်ပြီးပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။သူ့ပြန်ပက်ကသူမတိုက်ခိုက်ခင်အထိလိုက်ရှော့မှာမဟုတ်ဘူးဆိုတော့နားလည်လိုက်တဲ့အတွင်းဝေခေါင်ကဂူတကူလုံးပျော်စီမသွားအောင်နွားကိုအပြင်ထုတ်ဖို့အဆုံးဖြတ်လိုက်ပါတယ်။ အရင်ခိုင်တက်မှာဆွန်နဲ့ကီကီတို့တော်ရီကိုရောက်လာပြီးဘင်းရင်နှစ်ပါးကြားတိုက်ပွဲဆတင်ခဲ့ပါတယ်။မြောက်ထက်အများကြီးကြီးပြီမဲ့နွားပြင်းကဆတင်ပြီးသူပြိုင်ပွဲစီကနေမြားစွာအထွန်းနဲ့ခံခဲ့ရပါတယ်။ဒါကြောင့်ဒေါသတကြီးနဲ့သူ့ပတ်ဝန်းကျင်မှာရှိတောက်တုံးတွေကိုအသုံးချပြီးပူခေါင်းကိုတိုက်ခတ်ဖို့အတွက်သူ့ရဲ့ဆွမ်းအားတွေအားလုံးကိုအသုံးပြလိုက်ပါတယ်။မြောင်မင်းကတောက်တုံးကိုတလုံးချင်းစီကိုရှောင်းနိုင်ပေမယ့်ပရမအောင်ထုံးနဲ့ခံလိုက်ရပြီးနောက်မှာသူ့ရဲ့တုတ်တံကိုအသုံးပြဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီအခါပူခေါင်းကသူ့ရဲ့တုတ်တံပြောင်းနေရဆွာကိုသိလိုက်ရပြီးထိတ်လန့်သွားပါတယ်။ အဲ့ခါတော့ဒါအခွင့်ကောင်းယူပြီးမြောင်မင်းကိုအချက်ပေါင်းများစွာထွန်းနေခဲ့ပါတယ်။မြောက်ကသူခံခဲ့ရတဲ့ထုံနဲ့ချက်တွေကနေပြန်ထလာချိန်မှာလက်စွမ်းတော်ကသူ့ရဲ့မော်ပညာကိုအသုံးပြုပြီးကောင်းကင်ရဲ့ဆွမ်းအောင်အသုံးပြုပြီးသူ့ပြိုင်ပွဲကိုပြင်းထန်တဲ့လှည့်စေးချောင်းတစ်ခုနဲ့တိုက်ခတ်ခဲ့ပါတယ်။ အရေးခိုက်တဲ့မှာသူရဲ့နဆုတ်တက်တစ်ခုလုံးတိုက်ပွဲဝင်ခဲ့ပြီးဝေခေါင်ကနွားရပောင်းများဆောင်တဲ့တက်ပြစ်ခံလိုက်ရပါတယ်အခုရောကြီးကြီးမြတ်မြတ်တဲ့မြောင်မင်းကမတက်တောင်ရက်မရတော့အတွင်းနားပြင်ကသူ့ကိုလာပြီးတိုက်ပွဲမှာရှုံးနေခဲ့တဲ့အတွက်အရှက်ခွဲဖို့ကြံလိုက်ပါတယ်ရုတ်တရက်ဆောင်ကအနားရလာပြီးရန်သူကိုတိုက်ခိုက်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးသူရဲ့တုတ်တံကိုဆောင်ကခိုးသွားရစွာတင်လိုက်ရတဲ့အတွင်းမြောင်မင်းမူခေါင်ကအရန်ကိုဆစ်ပြတ်သွားခဲ့ပါတယ်အမန်တရားပေါ်ပြီးတဲ့နောက်မှာနဆုံနားပြင်ကအပြာအများကိုတိုက်ခိုက်ပြီးသူ့ကိုရင်ခံနဲ့ပြစ်ချလိုက်ပါတယ်သူတို့ငယ်ချင်းဒုက္ခရောက်နေအောင်မြင်တော့ ကီကီယာချက်ချင်းသူ့ကိုကူညီဖို့တောင်းခဲ့ပါတယ်။စောင့်ကန်တီရာကိုတားဆီးဖို့ကြိုးစားနေတဲ့နွားရီရဲ့တိုက်ခတ်မှုတွေကနေသူ့ကိုယ်သူလွတ်မြောက်လာနိုင်ခဲ့ပါတယ်။နောက်လင်းနိုးလာတဲ့အခါကာမာလီယာသူ့ကိုစိတ်တည်ငြိမ်အောင်လုပ်ပေးပြီးသူ့တုတ်ထံကိုပြန်ရောက်ဖို့အတွက်ကူညီမယ်လို့ပြောလိုက်ပါတယ်။တချိန်တည်းမှာပဲနွားပြင်းကသူ့ရဲ့မိတောင်အတွင်းကအိမ်ကိုပြန်ရောက်နေပြီဖြစ်ပြီးဝီခေါင်းကိုလှိုင်းထဲမှာချက်နှောင်ထားပါတယ်။မြောက်သူရဲ့တူသေးသောတပည့်ဟာသူ့ကိုတစ်ဆာဖောက်ခဲ့ရလို့တွေးမိပြီးဝမ်းနဲ့ညောင်သူ့ဘေးမှာနေထိုင်ခဲ့အချိန်နေလှပတဲ့အမတ်တရားတွေကိုပြန်ပြီးတတိယနေခဲ့ပါတယ်။ မိတောင်ရောက်ဖို့စွန်အောင်ကမ္ဘောဟိုတိုင်းရဲ့အကူအညီနဲ့သူတော်ရဲမှာတွေ့ခဲ့ရမြောင်းလဲကိုအကူအညီတောင်းခဲ့ပါတယ်။သူတို့အတူတူတောင်မောတက်ပြီးဝခုံးကိုရှာဖို့ဂူရဲကိုဝင်ရောက်တောက်ခဲ့ကြပါတယ်။မြောင်းလဲကသူတို့နဲ့အတူလိုက်ဖို့စူးစမ်းပေမယ့်လမ်းကအရန်ကျင်းတဲ့အတွက်သူဖြတ်ကျော်လို့မရပါဘူး။ဒါကြောင့်မြောင်းလဲကသူ့တငယ်ချင်းတွေကိုအပြင်မှာဆောက်ရပါတယ်။တန်တဲ့နဲ့ကြောင်တရားတွေကိုဖြတ်ကျော်ပြီးရနောက်မှာသူတို့တောင်ရအနှွားရီကိုရောက်ခဲ့ပါတယ်။ စောင့်အစောတရားဖမ်းမိသွားပေမဲ့ကီကရတို့လွတ်မြောက်လုပေးနိုင်ခဲ့ပါတယ်။အစောင့်ထုံးနှံလိုက်တဲ့အတွက်မင်းလဲသွားပေမဲ့တတိပြန်လာတဲ့အခါသူ့ရဲ့အမျိုးနည်းတွေအားလုံးကိုကျူးကျော်ဝင်ရောက်မှုအကြောင်းတတိပေးခဲ့ပါတယ်။သူတို့ငယ်ချင်းတွေဒုက္ခရောက်နေရတာကိုနားလည်သွားတဲ့အခါမြောင်လေးကလမ်းကိုဖြတ်ကျော်ဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးတော့ဂူရဲကိုရောက်သွားခဲ့ပါတယ်။နွားပြည်ရဲ့တပ်သားတွေကကျူးကျော်သူတွေကိုဝိုင်းထားတဲ့အချိန်မှာပဲသူ့ရဲ့တပ်သားတယောက်ကကျူးကျော်မှုအကြောင်းတတိပေးဖို့သွားခဲ့ပါတယ်။နွားကသူအနားယူချိန်မှာအနှောင့်ယှက်ခံရတဲ့အတွက်ဒေါသထွက်နေပါတယ်။ Sonic Kikiro ကိုဖမ်းတော့မယ်ဆိုတဲ့အချိန်မြောင်းလဲကပေါ်လာပြီ။ကျန်သူတစ်ဖွဲ့ရီကိုနှိမ်နေလိုက်ပါတယ်။ဒါပေမဲ့တိုက်ပွဲအတွင်းမှာနွားဘီကပေါ်လာပြီးမြောင်းလဲကိုအလဲတကိုတတ်ခတ်နိုင်ခဲ့ပါတယ်။အရင်ခိုက်တဲ့မှာ Kikiro ဆုံးကိုဒုတ်တန်သွားယူခိုင်းပြီးသူမကတပ်သားတွေကိုတားဆီးဖို့စ조사ခဲ့ပါတယ်။အရင်ခါမြောင်းလဲကချော်ရီကန်နင်းကိုခေါ်ချပြီးရှေတုတ်တန်စီကိုပြန်တမ်းဖို့ကမ်ဘောဟိုတိုင်းရဲ့အကူအညီကိုယူခဲ့ပါတယ်။ဒစိမ့်ကိုဖယ်ရှားလိုက်ပြီးတဲ့နောက်မှာဆုံးကကြောက်တုံးထဲမှာမြှပ်ထားတဲ့လက်နက်ကိုဆွဲထုတ်ဖို့သူ့ရဲ့ခွန်အားကိုအကောင်အသုံးပြုခဲ့ပါတယ်။အရင်ခိုက်တဲ့မှာကိုကပြိုကျစပြုတ်ပြီး ကီကာသူ့ရဲ့ချိန်လုံးကိုအတောင်းပြပြီးသူ့တငယ်ချင်းတွေကိုဆက်တင်ခဲ့ပါတယ်။မဟုတ်ရင်သူကမိလောင်သွားမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးလုံးကြုံပြီးသွားပြီလို့ထင်ရတဲ့အခါနွားနဲ့ဇော်တက်သားတစ်ကောင်ကကီကီကိုဖမ်းဆွဲလိုက်ပြီးကာမလေးကိုဆဲချလိုက်ပါတယ်။ အတိုင်းနေရရှိနေတဲ့အတွက်သူ့ရဲ့ဆရာကိုအကူအညီတောင်းမိသူ့ကိုကဲတင်ဖို့တောင်းမိမိမင်းနွားပြည်ကသူ့ကိုလဲလို့ရှူထားပါတယ်စွန်းကိုချော်ရတဲ့မကြောက်ကီကရသူ့ကိုလှပေးဖို့ဆုံးဖြတ်ပြီးသူတငယ်ချင်းလိုချင်တာကိုရနိုင်ဖို့သူ့ကိုသူစတိခဲ့ပါတယ်အချက်ဆုံးတငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အခါမြောင်ငယ်လေးကဒေါသထွက်ပြီးကြီးမားတဲ့နွားကိုသူ့ရဲ့ဒေါသအလုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်စွန်းကသူ့ရဲ့တုတ်တံကိုအတုံးပြပြီးရန်သူ့ရဲ့ခေါင်းကိုရိုက်နှက်ခဲ့ပြီးမင်းသူ့ကိုပေါ်ပြီးဒေါသထွက်စေဖို့ပဲဖြစ်လာခဲ့ပါတယ်အဲ့ဒီနဲ့ဆိုတော့သူ့ကိုကြောင်းနေရင်ထဲပြစ်ပလိုက်ပြီး သူရဲ့အစမ်းတက်တဲ့လက်သေးတွေနဲ့ထွန်းနေခဲ့တဲ့အတွက်အဲ့ဒီနေရာမှာဇက်ကကြေးတခုဖြစ်သားခဲ့ပါတယ်။စွန်ကတော့အသက်ရှင်နေသေးပေမယ့်တနည်းခံရတော့မှာဖြစ်ပါတယ်။တချိန်တည်းမှာပဲဝူခေါင်းကလည်းသူ့လောင်ရင်ထဲမှာပိတ်မိနေတော့မှာပဲ။ဒါပေမဲ့သူ့တပည့်ကိုသူ့ရဲ့အသေးမရန်သူကဖယ်ရှားပြစ်တာကိုတွေ့မြင်ရခါမြောင်မင်းကဒေါသထက်တာပြီးလွတ်မြောက်လွတ်နိုင်ခဲ့ပါတယ်။ ဲ့ဒီခါဆွမ်းကနောက်ဆုံးထွန်းတဲ့တံခိုးခံရတော့မယ်ဆိုတဲ့အချိန်ဝေခေါင်ကသူ့ကိုကူညီဖို့ပေါ်လာပြီးနောက်ဆုံးနိုင်တိုက်ခတ်မှုတားဆီးကသူ့ကိုကာကွယ်ဖို့ဒိုင်းကတခုထုတ်ခဲ့ပါတယ်ကြီးမြတ်တဲ့ဘီရင်ကသူ့ရဲ့ရှေ့တုတ်တံကိုဆုံးဖို့ပြင်ပြီးတော့ပြစ်ထုတ်လိုက်ပါတယ်အဲ့ဒီခိုင်တဲ့မှာကီကီယာကမ်မဟိုတာကိုစီးပြီးပေါ်လာခဲ့ပါတယ်ဆွမ်းကသူ့တငယ်တဲ့ချော်ရီနဲ့မကြခင်တိုင်တိုင်းကကန်ဒီကန်လိုအသက်ရှင်ကြောင်းသိရတဲ့အခါစိတ်သက်သာရာရသွားခဲ့ပါတယ် ရုတ်တရက်ပြင်းထန်တဲ့မုန်တိုင်းတစ်ခုအတောင်ပေါ်ချင်းကပ်လာပြီ။နွားပြင်ကသူ့ရဲ့စွမ်းအားကိုပြန်ရလာပါတယ်။သူကသူ့ရဲ့စွမ်းအားတွေကိုအသုံးပြုပြီးလျှက်စီးတွေကိုထိန်းချုပ်ကာသူ့ရဲ့သူတွေကိုစွမ်းအားတွေနဲ့ပြစ်ချလိုက်ပါတယ်။သူ့ဘက်ကိုကာကွယ်ဖို့စွမ်းကသူ့ကိုယ်သူစည်းဖို့ကြံလိုက်ပြီးလျှက်စီးစီကိုခေါ်ချလိုက်ပြီးမြသူ့ဆရာကသူ့ကိုကဲတမုတ်စွမ်းဖြတ်ပြီးသူ့စားခံလိုက်ပါတယ်။ဝီခွန်ကနောက်ထပ်တိုက်ခတ်မှုတစ်ခုကိုခံရတော့မယ့်အချိန်မှာတော့စွမ်းကိုထိမှန်ပြီးနွားပြင်ကမျောနှာခေါင်လုံးကိုတပြိုင်နက်တည်းရှင်းပြနိုင်ခဲ့ပါတယ်။ အဲ့လိုထိမှန်ပြန်တော့ဆောင်းအရှိတုံးတန်တဲ့အတူမိခန်လေးကိုပြက်ကျသွားပြီတတိလင်းနေတဲ့အချိန်မှာသူရဲ့စိတ်ထဲမှာအာရုံတစ်ခုရရှိခဲ့ပါတယ်။သူကသူ့ရဲ့ပထမဆုံးဆရာနဲ့ထထိပ်ခဲ့ပြီးသူ့ရင်မှန်ချက်ကိုအပြီးမတက်ခင်လက်မလျှော့ဖို့အကြံပေးခဲ့ပါတယ်။အရင်ခိုက်တက်မှာများရှိတုံးတန်ရဲ့ဆောင်းအနှွေးကြဆင်နိုင်ခဲ့ပြီးတကယ်မြောင်မင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ကမီးလောင်နေပြီးသူကနွားပြင်ကိုသူ့ထုတ်တန်နဲ့တိုက်ခတ်ပြီးချင်းချလိုက်ပါတယ်။ဒါကြောင့်နွားနဲ့ဆိုကဆုံးစိတ်ကိုနောက်ထပ်ဆွမ်းအားတစ်လုံးပြစ်ချလိုက်ပြီးမြင်ဒီတစ်ချိန်မှာတော့မြောင်ငင်လေးကသူ့ရဲ့တိုက်ခတ်မှုကိုတားဆီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်နာနဲ့ဆိုကောင်စွန်းစီကောင်နောက်ထပ်ဆွမ်းအတလောက်ပြစ်ချလိုက်ပြီမယ်ဒီတကြိမ်မှာတော့မြောင်းကလေးကသူရဲ့တက်ခတ်မှုကိုဒါဆင်နိုင်ခဲ့ပါတယ်လျှက်စီးတော်လေးကဒီဆွမ်းတတဲ့စစ်တီရော်နဲ့ရှင်လို့မရဘူးဆိုတာကိုနားလည်တဲ့အခါနဆုံးတော်ကတုက္ကတူကာကွယ်ဖို့စွမ်းရင်တိုင်းတစ်ခုကိုတိစောက်ခဲ့ပါတယ်ဒါပေမဲ့စွန်းကသူ့ရဲ့ရွှေတုတ်တံကိုကြီးထားဆင်နိုင်ပြီသူရဲ့သူရဲ့အတိုင်းကကိုဖျက်ဆီးပြစ်နိုင်ခဲ့ပါတယ်သူရဲ့တန်ကပြစ်ဆီးသွားပြီးတဲ့နောက်မှာနာနဲ့ဆိုကထိမှန်ပြီးမြောင်းကလေးရဲ့တက်ခတ်မှုတွေကိုကာကွယ်လို့မရတော့ပါဘူး သူအတိမ်များစွာထွက်နေပြီနော်ဆွန်ကတွင်တိုက်ခတ်မှုကိုအဆုံးသတ်လိုက်ပြီဘီရင်ကတိုင်ပွဲကိုဆက်လက်တိုက်ခတ်ဖို့ခွန်အားရှိတော်တဲ့အတွင်းသူရဲ့ရှောင်းနေမှုကိုလက်ခံလိုက်ရပါတယ်ကေတင်ခံရတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ဝူခုံကသူရဲ့ရှစ်တုံးတွေကိုဆွန်ကငှားပေးပြီးသူဟာတကယ်မြောင်မင်းဖြစ်သောလူတိုင်းကိုပြသခိုင်းခဲ့ပါတယ် အချင်းတော်ကြာတူမှန်ခဲ့ရဆိုတာကိုသူတငယ်ချင်းတွေကိုတက်တည်ပြရမယ်ဆိုရဲစိတ်နေစိတ်လုံရှားပြီးမြောက်ကအင်္ဂေါ်ပြန်မို့အလင်းစလို့သွားပြီမေဝေခွန်ကနောက်နေ့မှရှေတုတ်တံကိုပြန်ပေးရမယ်ဆိုတာကိုသတိပေးလိုက်ပါတယ်မထွက်ခါခင်စွန်ကသူ့ဆီအနေဒီကဘာမှာသူဖွဲ့ခဲ့တဲ့တငယ်ချင်းအစ်တတွေကိုနှောက်ဆက်ခဲ့ပါတယ်အဲ့နောက်သူ့ရဲ့တငယ်ချင်းကသူ့ရဲ့လက်မှတ်တွေကိုစုံလိုက်တဲ့အခါအင်္ဂေါ်ပြန်ဖို့ခံလိုက်ရပါတယ်ဒီစကားလေးကိုကြိုင်နေတိုင်ရင် like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်